ဖောဖမရအောင်မင်္ဂလာပါကလောက်ကနာနေပြန်လဲကြိုးတူလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်ကြားရတဲ့အထက်မှာတော့ချမန်လေးပွဲတွေပြန်လဲစတင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပွဲကြိုသုံးသက်ချက်လေးလုပ်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီတစ်ပတ်အဲပေါ်ထူးနေညနှစ်နိုင်ခွဲမှာရှင်မဲကစားသွားကြမ်းကြမယ်ချက်စည်းစင်းနဲ့ကျွန်တော်တို့ဘာစီလိုနာအသင်းတို့ရဲ့ကျွန်တော်ထိတ်တဲ့တွေ့ဆုံမှုဗီဒီယိုအကြောင်းလေးပဲဖြစ်ပါတယ်ရုံးစုံနေတဲ့ဗီဒီယိုလေးမစခင်ကျွန်တော် YouTube channel လေးကို like subscribe လုပ်ကြတဲ့ညီကိုတွေနဲ့ like and subscribe လုပ်ပြီးကူညီပေးတော့လို့ရပါတယ် ခဲအပ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြောင်းရုံးဆောင်နေတဲ့ဒီနှစ်ပြင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုကတော်တော်လေးဥမာကျွန်တော်တို့တိုက်တိုက်ဆန်ဆန်ဖြစ်နေအထူးဖြစ်ကျွန်တော်တို့အဲချက်စီသင်းဆိုလဲပရီးမီးယားလိမ်းမှာကျွန်တော်အဆင့်နဲ့ရက်တည်ပြီးတော့တစ်ခါကကျွန်တော်ဘာစီလိုနာအသင်းကလည်းကျွန်တော် လာလီဂါမှာအဆင့်နဲ့ဆိုပြီးတော့ကျွန်တော်ရက်တည်နေတယ်ဒီနှစ်သင်းအောင်ပေးမှုကတော့ကျွန်တော်တို့အာကိုယ့်ရဲ့လိမ်းမှာတော့ကျွန်တော်တို့အင်္ဂလန် ပရီးမီးယားလိရောပြီးလို့ဆိုရင်လာလီဂါမှာရောကျွန်တော်တို့ဒီနှစ်သင်းကတော့ကျွန်တော်အဆင့်နှစ်နေရာနဲ့ယက်တီနေတဲ့အတွက်ကြောင့်တော်တော်လေးဟိုမှာကျွန်တော်တို့ကြည့်လို့ကောင်းမဲ့ပုံစံမျိုးလေးတွေရှိတယ်အထူးသဖြင့်ကျွန်တော်ချက်စီးတင်းနယ်လေကျွန်တော်တို့ညရှင်ပြန်ခဲ့တဲ့ကျွန်တော်ပွဲမှာဆိုလို့ဆိုရင်တော့တို့အနေနဲ့တူးစီးမနေ့ကရှင်ပြန်ခဲ့တဲ့ပွဲမှာတော့တူးစီးဆိုပြီးတော့ကျွန်တော်တို့အနိုင်ရလက်ကိုပုံဖော်ထားတိုင်းတို့ကျွန်တော်တစ်ခါကဘာစီလိုနာလည်းတို့ရဲ့ကွင်းသစ်ကြီးမှာတော့ရှင်ပြန်တဲ့ပွဲမှာတော့ကျွန်တော်တို့နေ4စီးဆိုပြီးတော့အနိုင်ရ ရလက်ကိုပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်ဒီနည်းနည်းကျွန်တော် channel လေးပွဲစဉ်ကစုံတွဲမှုကတော့တော်တော်လေးဥမာကြည့်လို့ကောင်းမယ်ပုံစံမျိုးလေးရှိတယ်ဒီနည်းနည်းရဲ့စုံတွဲမှုမှာတော့ကျွန်တော်အနေနဲ့အဲ YouTube မှာ like လေးလွင့်သွားမယ်ဖြစ်တဲ့အတွက်ကြောင့်ညီကိုလေးနဲ့ live join ပေးဖို့ဒီနေရာနေတော့အဲကြိုတင်ပြီးတော့ဖိတ်ခေါ်ထားပါတယ် okay အဲ့ဆိုရင်ကျွန်တော်စလိုက်ကြောင်းဒီနည်းနည်းကျွန်တော်နောက်ဆုံးရှင်းပြထားတဲ့ငါးဖွဲ့အင်ဂျင်ဖြစ်တဲ့ကျွန်တော်တော်ဟိုဟာချက်စီးတင်ချက်စီးရတော့ကျွန်တော်တို့နောက်ဆုံးရှင်းပြထားတဲ့ငါးဘွဲမှာဆိုရင်တို့အနေနဲ့၄ဘွဲ နိုင်ထားပြီးတော့သူတို့နဲ့တပွဲပဲတေရလက်ပုံဖော်ထားနိုင်တော့တွေ့ရတယ်။တစ်ဖက်ကကျွန်တော်တို့ဘာစီလိုနာဘာစီလိုနာကတော့ကျွန်တော်နောက်ဆုံးရှင်မြိုင်ထားတဲ့ကျွန်တော်ပြိုင်ပွဲစု၅ပွဲမှာဆိုရင်သူတို့နဲ့က၃ပွဲထိနိုင်ထားပြီးတော့သူတို့နဲ့တပွဲတေကြထားပြီးတော့တပွဲရှုံးနေထားတာတွေ့ရတယ်။ရှုံးနေထားတဲ့ပွဲကလည်းကျွန်တော်တို့ရီယယ်မက်ထရီရဲ့အိမ်ဝင်းမှာတော့ရှင်မြိုင်နဲ့ပွဲမှာတော့သူတို့အနေနဲ့2-1ဆိုပြီးတော့ရှုံးနေထားတဲ့ တပွဲရှိတဲ့အတွက်ကြောင့်ပြောင်းကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲတစ်ဖက်ကကျွန်တော်အိမ်ရှင်ပြည့်တဲ့ချက်စီးတင်းကတော့ဒီတစ်ခါမှာတော့ကျွန်တော်တို့အဲနောက်ဆုံးချိန်မှထားတဲ့ငါးပွဲမှာတော့တော်တော်လေးမှအသာသေးရထားတာကိုတွေ့ရပဲပြည့်လို့ကျွန်တော်ဒီနှစ်တင်းရဲ့ထိတ်တိုက်တွေ့ဆုံမှု head to head မှာ head to head မှာတော့ကျွန်တော်ဒီနှစ်တင်းကတော့ကျွန်တော်6ကြိမ်တွေ့ဆုံထားပြီးတော့ကျွန်တော်တို့ချက်မြလေးမှာ6ကြိမ်တွေ့ဆုံထားပြီးတော့ချက်စီးတင်းကတော့နှစ်ပွဲနိုင်ထားပြီးတော့သုံးပွဲတည်ကြထားပြီးတော့တစ်ဖက်ကဘာစီလိုနာတင်းကတော့ကျွန်တော်တစ်ကြိမ်ပဲတော့နိုင်ထားတာကိုတွေ့ရတယ် ဒီနေ့တင်းရဲ့ကျွန်တော်တို့အဲချက်စင်းတင်းရဲ့ကျွန်တော်အိမ်ကွင်းမှာဆိုလို့ရှိရင်ဘာစီလိုနာတင်းနေနဲ့ကျွန်တော်တို့ချန်ပီယံလိကျွန်တော်တို့တွေ့ဆုံထားတဲ့ကျွန်တော်6ကြိမ်လုံးမှာဆိုရင်တစ်ကြိမ်မှအနိုင်ထားခြင်းကိုမရှိတဲ့အတွက်ကြောင့်ဒီ3ကြိမ်ကိုဘာစီလိုနာတင်းရပြန်လဲခြေဖြတ်နိုင်မှာဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့အမြဲတမ်းလို့လို့ကျွန်တော်တို့ချက်စင်းတင်းနဲ့အိမ်ကွင်းအားသာခြင်းမှာပဲ ထပ်ပြီးတော့ကျွန်တော်ဘာစီလိုနာအနိုင်ယူသွားနိုင်မလားဆိုတော့တော်တော်လေးဥမာကျွန်တော်တို့အဲရင်ခုန်စိတ်လို့ခြားရှားရတာကောင်းတယ်ဗျာ။ Okay အဲ့ဆိုရင်ကျွန်တော်ဒီနေ့သင်းရကျွန်တော်အဆင့်ရတီကြောက်လေးပြန်ကြီးလိုက်မယ်ဆိုလို့ရှိရင်လေဘာစီလိုနာသင်းရတော့ကျွန်တော်တို့အဲအဆင့်17နေရာမှာရှိနေပြီးတော့ချက်စီးသင်းရတော့ကျွန်တော်အဆင့် စနစ်နေရာမှာရှိတယ်အဲနှစ်သိန်းကျော်ကျွန်တော်တို့ရမှတ်ကျွန်တော်တို့ခုနှစ်မှတ်ခုနှစ်မှတ်စီရထားပြီးတော့ကျွန်တော်တို့အဲဘာစီလိုနာကတော့ကျွန်တော်တို့အဲဂိုးကွာချချက်ကြောင့်ကျွန်တော်တို့အစင်းဆက်တဲ့နေရာမှာရှိတော့ချက်စီးတင်းကတော့အစင်းဆက်နေရာမှာအဲစနစ်နေရာမှာရက်တည်ထားတယ်နှစ်သိန်းကျော်ကလည်းတော်တော်လေးဥမာညီတဲ့မသိနှစ်သိန်းဖြစ်တယ်ဘာလို့လဲကြောက်လဲဆိုရင်ကျွန်တော်တို့အဲကျွန်တော်ချန်ပီယံလိပွဲစဉ် လေးပွဲကစားထားပြီးတော့တဲ့အချိန်မှာအဲချက်စီးတင်းရောကျွန်တော်ဘာစီလိုနာတင်းရောကနှစ်ပွဲစီပဲနိုင်ထားပြီးတော့တပွဲတည်းတပွဲရှုံနေထားတဲ့ပုံစံမျိုးလေးတွေတွေ့ရတဲ့အကြောင်းတော်တော်လေးမှကြည့်လို့ကောင်းမယ်ဘာလို့ကြောင့်လဲအဆင့်ကလည်းကျွန်တော်တို့၁၁နဲ့၁၂ကျွန်တော်တို့ကိုယ့်ရဲ့လိမာလည်းကျွန်တော်တို့အဆင့်နှစ်အဲအဲ့လိုမျိုးပုံစံလေးမှာတော့တော်တော်လေးမှာကျွန်တော်တို့ချန်ပီယံလေးပွဲစဉ်ကျွန်တော်ငားမှာဆုံတွေ့နေရတာတော့တော်တော်လေးမှာကြီးလို့ကောင်းမဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်။ Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီနှစ်သင်းရဲ့ကျွန်တော်တို့ ခမလိုက်နယ်လေးကိုသွားလိုက်ကြအောင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့အဲအဝေးဘက်မှာလာရောက်ရှင်ပြိုင်မဲ့ဘာစီလိုနာတင်ဘာစီလိုနာတင်ကတော့သူတို့ရဲ့တိုက်ဆက်ကတော့တော်တော်လေးဥမာကျွန်တော်တို့ပုံစံကောင်းတွေပြတာနိုင်ထားတဲ့အဲပုံစံမျိုးလေးတွေမြင်တွေ့ရအထူးသဖြင့်ကျွန်တော်တို့ report တို့ကြောင့်လေလီဝင်ရော့စကီတို့ပြီးလို့ချင်းတစ်ဖက်ကကျွန်တော်ရာမဲတို့အနေနဲ့လည်းဒံအားနေကိုပြန်လဲတက်တာရတဲ့ပုံစံလေးမှာတော်တော်လေးမှာခြေစွမ်းကောင်းနေပြတ်တာထားနေတဲ့အတွက်ကြောင့်တစ်ဖက်ကကျွန်တော်ချက်စည်းတင်တဲ့တော်တော်လေးမှာဒီတိုက်စစ်ကိုအဲထိမ့်သိမ်းရမယ်လို့တော့မြင်တယ်။ Okay အဲ့ဆိုရင်ကျွန်တော်အဲ common line နဲ့လေးကိုသွားလိုက်ကြအောင် ဘာစီလိုနာဘာစီလိုနာတော့သူတို့ရဲ့အဓိကဂိုးသမားဖြစ်တဲ့ကျွန်တော်တို့ရှက်စနီပဲပွက်ထလာမယ်ပြီးလို့ဆိုရင်သူတို့နောက်တန်း၄ယောက်မနေရမှာတဲ့ကြောင့်ကွန်ဒေတို့ဘာလို့ရှိမယ်ပြီးလို့ဆိုရင်ကျွန်တော်တို့အာရဂူလိုလို့ရှိမယ်နောက်တစ်ခုနောက်တစ်ယောက်ကကျွန်တော်ကျွန်တော်အဲရစ်ဂါယာဂါစီယာနောက်တစ်ယောက်ကကျွန်တော်တို့ကျွန်တော်ဘယ်ဒီတို့အဲဒီအစုဖွဲ့နယ်ပဲကျွန်တော်အဲချက်စီကိုလာရောက်ရှင်မြိုင်မယ်လို့တော့မြင်တယ်ပြီးတော့ကျွန်တော်ကွင်းလဲကွင်းလဲမှာတော့သူတို့ရဲ့အဓိကကစားသမားတွေဖြစ်တော့ကျွန်တော်တို့ဒီရောင်းတို့ဘာလို့ရှိမယ်ပြီးလို့ဆိုရင်လိုဘတ်တို့ပြီးလို့ဆိုရင်အဲကာဆာတို့အဲဒီအစုဖွဲ့နယ်ပဲ တစ်ဖက်ကကျွန်တော်တို့ချက်စီးကိုတော့ရှင်ပြိုင်သွားမယ်လို့တော့မြင်တယ်။နောက်ပြီးတော့ကျွန်တော်တို့သူတို့ရဲ့အဓိကတိုက်ဆက်ကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့ယာမဲတို့ပြီးလို့ရှင်ရက်ဖို့တို့ပြီးလို့ရှင်ကျွန်တော်လီဝန်ဒေါစကီတို့နဲ့ပဲပွက်ထွက်လာပြီးတော့နိုင်ပွဲတွေကိုသူတို့အနေနဲ့ဆက်ပြီးတော့ပုံဖော်နိုင်မလားဆိုတာတော့တစ်ချက်တော့စောင့်ကြည့်ရမယ်။အဲတကယ်လို့ကဒီနိုင်နှစ်သိန်းရဲ့ကျွန်တော်စုံတွေးမှုကတော့တဖဘယ်အသင်းကကျွန်တော်တို့ဝေးကမှလည်းရှင်ပြိုင်နေကျွန်တော်တို့ဘာစီလိုနာဘာစီလိုနာအသင်းနဲ့တကယ်လို့တော့နိုင်သွားမယ်ဆိုလို့ရင်သူ့အနေနဲ့အဆင့်ရက်တီချက်ကလည်းကျွန်တော်တို့ ဝတ္တုအိတ်ထဲကိုပြန်လဲဝင်ရောက်လာမှာဖြစ်တယ်လို့ချက်သေးသေးနဲ့လည်းအိမ်ခွင်းအားသာခြင်းနဲ့ဒါနိုင်သွားမယ်ဆိုရင်လို့ဆိုရင်အဆင့်1 2 4အဲဝတ္တုအိတ်ကိုပြန်လဲဝင်ရောက်လာမယ့်အခြေအနေမျိုးတွေရှိတယ်။ဘာတက်ကြောင့်လဲဆိုရင်ကျွန်တော်တို့အတင်းကြီးတွေရဲ့ကျွန်တော်ဒီတစ်ပတ်ချမင်လေးပွဲစဉ်ကစုံတွေ့နေတဲ့ပုံစံမျိုးမှာတော့အဲဒီနှစ်တင်းမှာလည်းကျွန်တော်တို့အဲတင်းကြီးနှစ်တင်းရဲ့စုံတွေ့မှုကတော့တော်တော်လေးမှကျွန်တော်ကြည့်လို့ကောင်းမဲ့ပုံစံမျိုးလို့မြင်တယ်။ Okay အဲဆိုရင်ကျွန်တော်ချက်စီချက်စီဘက်ကလည်းကျွန်တော်ရှင်းပါတယ်ကျွန်တော်ရှင်းတဲ့ဘက်ကျွန်တော်ပြီးမဲ့လေးပွဲစဉ်စနစ်မှာကန်ထားတဲ့ကျွန်တော်တို့ အဲလူစင်းတိုင်းကိုပဲကျွန်တော်အနေငယ်ပြောင်းလဲလုပ်သွားမယ်လို့တော့မြင်တယ်အဲဒီထဲမှာတော့ကျွန်တော်တို့ချမန်ပြည်မလေးပွဲစဉ်စနစ်မှာတော့သူတို့ကွင်းလက်ကစားသမားဖြစ်တဲ့မွိုက်စစ်ကန်စီတို့တို့ဘာတို့အနားပေးထားတော့ဒီနေ့ပွဲမှာပြန်လဲပါပွဲထွက်လာမယ်လို့တော့ကျွန်တော်ကမြင်တယ်အဲကိုဒမနီယာမှာကြောင့်ကျွန်တော်တို့စမ်းချက်ပဲပွဲထွက်လာပြီးတော့နောက်တန်းလေးရောက်နေရမှာကြာရင်ဝစီချင်းတို့ဘာလို့ပဲပြန်လဲပွဲထွက်လာမယ်လို့မြင်နေကျွန်တော်တို့ sorry ရှစ်ပြင်းပြလေးပွဲစဉ်စနေမှာတော့ရေရိမ့်နေနဲ့တိတ်ပြီးတော့ခြေစွမ်းတွေမပြသထားနိုင်တဲ့အကြောင်းကျတော့သူ့အနေနဲ့စောစောစီးစီးပဲလူစားတွေပါလေလဲလိုက်ကတဲ့ပုံစံမျိုးရှိတယ်ဒီနေ့ပွဲမှာတော့အဲရေစီဂျိန်းနေနဲ့ရေစီဂျိန်းစီကနေတော့ကျွန်တော်တို့အဖြတ်တွင်ဘောတွေကျွန်တော်သူ့စီကနေပြီးတော့ကျွန်တော်တို့အဲဘောလုံးပွေပို့မှုတွေကို အဲနောက်ပြီးတော့ကိုထောက်ပတ်မှုတွေကထပ်ပြီးတော့မြင်တွေ့ရမလားဆိုတော့တစ်ချက်တော့စောင့်ကြည့်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့အဲနောက်တန်းမှာဆိုရင်တော့ကျွန်တော်တိုစီတို့ပါတို့ပဲပြန်လဲပွတ်ထလာပြီးတော့ခြာလို့ပွားတို့နဲ့ဒီနှစ်ယောက်နဲ့ပဲပဲအဲ CB နှစ်ယောက်ပဲပြန်လဲတွဲမယ်လို့မြင်တယ်တစ်ဖက်ကတော့ကျွန်တော်တို့သူတို့ရဲ့လက်ဘက်ကစားသမားအဓိကကစားသမားဖြစ်တဲ့ကူကူရဲလာပဲပွတ်ထလာမယ်လို့မြင်တယ်ကွင်းလဲကွင်းလဲမှာဆိုရင်တော့ကျွန်တော်တို့ WhatsApp ကန်စီတို့ပြန်လဲပွတ်ထလာမယ်လို့တော့မြင်တယ်ပြီးလို့ရှိရင်တော့ Enzo Fernandez နဲ့ပြန်လဲတွဲပြီးတော့ကျွန်တော်တို့အဲသူရဲ့ ကတားသမားဖြစ်တဲ့ကျွန်တော်ဂျာအိုပထိုရိုးနဲ့အဲဒီစူးတက်ဘွဲ့နဲ့ပဲပြန်လဲပေါဝင်လာမယ်လို့မြင်တယ်ပြီးရင်တော့တိုက်ဆက်တိုက်ဆက်ကတော့တို့အဲဒီနေ့ပွဲမှာတော့ပြောင်းလဲနည်းနည်းလုံးရင်လောက်ကောင်းလုံးနိုင်မယ်အဲတကယ်လို့ဒါအဲနက်တိုကျွန်တော်တို့မတုံးဆိုလို့ဆိုရင်လဲအစရိုဘိုပြန်လဲတုံးနိုင်မယ်အခြေအနေမျိုးတွေရှိတယ်အဲ့လိုမှဘိုနဲ့နက်တိုပြန်လဲပေါဝင်လာမယ်ဆိုရင်လဲအစရိုဘိုနေနေနဲ့ဒုတိယပိုင်းမှာပြန်လဲပွတ်ထွက်လာမယ်ပုံစံမျိုးတွေရှိတယ်ကျွန်တော်ပြင်းပြလေးပွဲစဉ်ဆက်နေမှာလဲအဲအစရိုဘိုတို့ကတော့ပြန်လဲ ဒုတိယပိုင်းမှာဝင်လာတာတော်တော်လေးမှခြေစွမ်းတွေပြတ်တထားနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းတကယ်လို့ကစားသမားချင်းရက်အနေနဲ့ပြန်လဲပြောင်းလဲလုပ်ပြီးတော့ကစားသွားမယ်ဆိုရင်လည်းချက်စည်းစင်းနေနဲ့တော်တော်လေးမှအဲတိုက်စစ်ကကောင်းမွန်တယ်လို့တော့မြင်တယ်အထူးသဖြင့်ကျွန်တော်တို့သူတို့ရဲ့အဓိကအဲတိုက်စစ်ကစားသမားဖြစ်တဲ့ဒီလေးတယောက်သားကျွန်တော်တို့ဖောင်တော်တော်လေးမှအောက်နေတဲ့ပုံစံမျိုးလေးရှိပြီနဲ့ကျွန်တဲ့ကစားသမားတွေကတော့တိတ်ပြီးတော့ပြောကြရမလို့ဘူးလို့တော့မြင်တယ်ပြီးတော့တစ်ဖက်ကမှာတော့ကျွန်တော်ကာနာချိုပဲကျွန်တော်မြင်ရဆိုရင်တော့ဒီနေ့ပွဲမှာတော့ပွဲထက်လာပြီးတော့သူတို့တိုက်စစ်အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ကျွန်တော်ဒီလေးပဲ ပြန်လဲပွက်ထွက်လာမယ်လို့တော့မြင်တယ်။ဒီနေ့နဲ့ဆုံတွေ့မှုမှာတော့ကျွန်တော်ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့အနီးအဲဒိုင်နေရဲ့ကျွန်တော်တို့အဲ မိုင်းရဲ့ဆုံးဖြတ်ချက်တွေဒါမှချပဲနဲ့ကျွန်တော်တို့မှန်မှန်ကန်ကန်ဆုံးဖြတ်ချက်တွေဒါချသွားမယ်ဆိုလို့ရှိရင်ဒီပွဲကတော့ပွဲကောင်းရဝဲဖြစ်ပြီးတော့ဘောလုံးဖန်နေတဲ့အတွက်ကတော့တော်တော်လေးမှစောင့်မျှော်ကြည့်ရှုသင့်တယ်ပွဲတပွဲလို့တော့မြင်တယ်ဒီနှစ်သင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုကတော့ကျွန်တော်တို့ဟတ်တူရဲ့ထိတ်တိုက်တွေ့ဆုံမှုကတော့ချက်စီးသင်းကတော်တော်လေးမှအသာသေးရထားပြီးတော့ကျွန်တော်တို့နောက်ဆုံးရှင်ပြိုင်ထားတဲ့ပွဲမှာလည်းချက်စီးရပဲအသာရထားတဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ကျွန်တော်စံသွင်းမှုကတော့ ဒီမှာကကျွန်တော်ဘာစီလိုနာဘာစီလိုနာလည်းတော်တော်လေးမှတို့တိုက်ဆက်ကကျွန်တော်တို့ကောင်းတဲ့ပုံစံမျိုးလေးမြင်တွေ့ရတယ်။တို့အနေနဲ့အဲဒါနှစ်ဂိုးအထက်တည်းပဲကိုပွဲတိုင်းလိုလိုတွင်းထားတဲ့အတွက်ကြောင့်ဒီတစ်ခါကျွန်တော်တို့အဝေးကမှလာရောက်ရှင်ပြန်မယ်ချန်ပီယံလိပွဲစဉ်ငါးမှာတော့ကျွန်တော်တို့သူတို့စီကနေတော့ဘာစီလိုနာတင်းရကျွန်တော်တိုက်ဆက်ကဘလော့ဖီတွင်းဂိုးတွေကိုတွင်းရတွင်းနိုင်မလဲ။ဒီဘက်ကကျွန်တော်ချက်စီရဲ့ခံစစ်ကပဲဒီဘက်ကဘာစီလိုနာရဲ့အဲတိုက်ဆက်ကိုဘလို့ဟန်ဒယ်လုပ်သွားပြီးတော့တို့အနေနဲ့ပေးဂိုးတွေမပေးရအောင် အကောင်းဆုံးကစားသွားမလဲဆိုတော့ကျွန်တော်တချက်တချက်တော့စောင့်ကြည့်ရမယ်။ဒါမဲ့ဒီဘက်ကကျွန်တော်ဘာစီလိုနာရဲ့တိုက်စစ်ကိုဟန်တာဖို့ဆိုတော့တော်တော်လေးဥမာခင်းသွားမယ်လို့တော့မြင်တယ်။ဒီဘက်ကကျွန်တော်တို့ချက်စီးတိုက်စစ်နဲ့လည်းအဲတိုက်စစ်နှစ်ခုကတော့တော်တော်လေးဥမာကောင်းမွန်တဲ့အဲအစူဖွဲတွေပိုင်ဆိုင်တာအထူးသဖြင့်ဘာစီလိုနာရဲ့တိုက်စစ်ကပုံမကောင်းမွန်တယ်လို့တော့ကျွန်တော်မြင်တယ်။ကွင်းလယ်အပိုင်းမှာဆိုရင်တော့ကျွန်တော်တို့အဲတစ်ဖက်ကချက်စီးတင်းရဲ့ကွင်းလယ်ကပို့ပြီးတော့အဲ ကောင်းမွန်အောင်လို့ရောကျွန်တော်အမြင်ညီကိုရီနဲ့ရောကျွန်တော်ချန်ပီယံလိပွဲစဉ်ငါးမှာကျွန်တော်အတင်းကြီးတွေစုံတွေ့နေရကျွန်တော်ချက်စီးတင်းနဲ့ဘာစီလိုနာတင်းတို့ရဲ့ကျွန်တော်ထိတ်တိုက်တွေ့ဆုံမှုမှာဘယ်တင်းရအနိုင်ရလက်ကိုပုံဖော်သွားနိုင်မှာဒါမှမဟုတ်ပဲကျွန်တော်ထိမှတ်မထားပဲနဲ့ကျွန်တော်ပေရလက်တွေပါထပ်ပြန်လဲပွာပွဲထပ်ပြီးတော့ကျွန်တော်ကြုံတွေ့သွားမှာဘာတက်ကြောင်လဲဆိုရင်ဒီနေ့တင်းကျွန်တော်6ချိန်တွေ့ဆုံထားတဲ့အချိန်မှာဆိုရင်တော့3ဘွဲ့ရှိတော့မှတေရလက်ကိုကြထားတဲ့အတွက်ကြောင့်ဒီတစ်ခါစုံတွေ့မှုမှာ မှုမှာလည်းကျွန်တော်တို့ထပ်ပြီးတော့တေရလက်ကိုထပ်ပြီးတော့ကြသွားမလားမလားဆိုတာဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။လာရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းနေတိုင်းကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးမှာပြန်လဲစုံတွေ့ကြပါပါ။ကျွန်တော်အဲဒီပွဲလေးတော့ကျွန်တော်ရဲ့မှာ YouTube Live လေးလုပ်မှာဖြစ်တဲ့အတွက်ကြောင့်ညီကိုတွေနဲ့ဝင်ပြီးတော့ကြည့်ရှုနိုင်ပါတယ်လို့ဒီနေ့ကနေဖိတ်ခေါ်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လဲစုံတွေ့ကြတော့ဗျာ။